သတင်းကျွန်လိုက်ပြီးနေဟာနေဒူးနေမြလို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခொနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတည့်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရား190ကြာအောင်ဟောပြောပြီး လူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကျွမ်းလာပြီးနေ့ပဲဖြစ်ပါတယ်။ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့ခွန်တော်အမြောက်တာဝရိဏနတ်ပြည်ပင်လက်ကတိပင်ကြီးအောက်မှာခင်းထားတဲ့ဤဆက်ညံ့ညောတဲ့ဇာမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်60ကြောင်းသတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်60ကြောင်းထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအမတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်60ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောဟောပြီးလို့ ဒီကနေ့လို့သတင်းကျွတ်လာပြီနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန္ဓာနာနာနဲ့စကြဝဠာတိုက်တောင်းမှရှိကြတဲ့နတ်ဗြမအပေါင်းကြီးခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လူပြည်ကို စောင်းတန်းကြီး၃ွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအမတမထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဗြဟ္မာမင်းကြီးတို့နတ်ဗြဟ္မာအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြည်အပြန်မှလိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရိန္ဒာနတ်ပြည်က ဆောင်းတန်းဥကနေပြီးတော့လူပြည်လူလောကသင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့မြို့တကအနီးမှာဆောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေဆောင်းတန်းငွေဆောင်းတန်းဗရမယာဆောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြတဲ့လေကားကြီး၃ဆင်းပေါ့ဆောင်းတန်းလေကားကြီး၃ဆင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ် အလဲဆောင်းတန်းကနေပြီးတော့ဖះရှင်ကိုရောမြတ်ကြွချီတယ်။ဝဲရကတရားမင်းတို့ပြမမင်းတို့နတ်တွေပြမတွေကအားလုံးကိုလိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှလိုက်ပြီးတော့ပို့ကြတာ။အဲ့ဒီလူပြည်အပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါလူပြေမှာရှိကြတဲ့ဘုရားမြတ်စွာဘုရားကြီးညိုကြတဲ့ဒကာတော်မတွေ ဘုရားမြတ်စွာရဲ့တပိတ္တံဃာတွေအားလုံးဟာပရိသတ်အောဘနံအလွန်ကြီးမားတဲ့သူတွေကြီးမားလာတဲ့အလွန်မြောက်များစွာတန်းချီရှိတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကြွလာမဲ့ဆင်းသက်ရောက်ရှိလာမဲ့စောင်းတန်းခြေကနေပြီးသင်္ကတ္တနယ်တခွင်လူတွေအားလုံး ဟိုရာဇဂျိုတို့တာဝတိတို့ကစလူတွေအကုန်လုံးလာပြီးတော့ရသော်ဘုရားတာဝရိဏနတ်ပြည်ကဆင်းသက်မဲ့သင်္ကတကိုအလုံးလာရောက်ပြီးတော့စုစုယုံကရသော်ဘုရားကိုလာရောက်ပြီးတော့ကြိုဆိုကြတာဒီကနေ့သတင်းကြောလာပြီးနေပဲအဲ့လိုကြိုဆိုကြတဲ့အချိန်မှာရှေ့ဆုံးကနေပြီးတော့ရသော်ဘုရားဆင်းကြွလာလို့ ဆောင်းတန်းလေကနောက်ဆုံးအဆင့်ကို ရောက်တဲ့အခါကျတော့ပထမဆုံးမြတ်စွာဘုရားကိုကျိုးစုံနှုတ်ဆက်ခွင့်ရတာတော့ရှင်သာရိပုတ္တရာဘုရားမြတ်စွာရဲ့အက္ခတာဝကပထမဆုံးတပည့်ကြီးပညာအရာမှာဣတရေအရာဖြင့်ယာတုပေးခံရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုပထမဆုံးကျိုးစုံခွင့်ရပါတယ် ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနဲ့တွေ့လင်တွေ့ချင်းနှုတ်ဆက်စကားဆိုတဲ့အခါမှာနမေဒိဋ္ဌောဤတောပုပ္ပေနတုတောဥဒ္ဓကတ္တစီဧဝံဝဂုကတောတတ္ထာတုတိတာဂဏိမာကတာတအံတော်ရှင်သာရိပုတ္တရာမထေရကအခုလိုနတ်မြတ်ပိဋိတခြံရံပြီးတော့နတ်ပြေကနေလူပြေကိုအခုလိုကြွလာတဲ့ဟာမျိုးကို တပည့်တော်ကိုယ်တိုင်ဘယ်တော့မှလည်းမမြင်ဘူးဘုရားတဲ့ဘသူစီကမှလည်းတရင်မကြဘူးဘူးဆိုပြီးတော့အခုလိုကြွလာတာကိုယ်တိုင်မြင်လဲရတော့အလုံးကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းရှင်သာရိပုတ္တရာမထေရမြတ်ကကျိုးဆုံနှုတ်ဆက်ရင်မြတ်စွာဘုရားကိုလျှောက်ကြခဲ့ပါလေအဲ့ဒီလိုခန်းခန်းနာနာနဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်တာဝရင်သာနတ်ပြည်ကအပြီးတော့မှဟောကြားပြီးတော့လူပြည်လူနောကကြွလာတဲ့နေ့ဟာ ယခုလိုသတင်းကြော်လာပြီးနေပဲဖြစ်ပါတယ်